အေးအလုံးမင်္ဂလာပါကျွန်တော်မေအရှာမမဒါတော့ Sigma Gaming မှာဒီနေ့ကတော့ Let's Play Series ပထမဆုံးနဲ့ပထမဆုံး episode ဖြစ်ပါတယ်ဒီ game ကိုခုမှစဆောက်မှဖြစ်ပြီးတော့ဘက်တိုင်းတောက်ကြနေတိုင်းကျွန်တော်တို့ game video တင်တော့မှာဖြစ်ပါတယ် channel လို့ like and subscribe လေးလုပ်ပေးကြပါဆဆချင်းက sigma aspawin the second ဆိုပြီးထားမလို့ပါနာမည်ကိုဒါပေမဲ့ကျွန်တော်ပြောင်းလိုက်ပါတယ် အခုတော့ Amity State ရဲ့ Sigma Ma Balls the first ဖြစ်သွားပါပြီ။ခြေချမှာတော့ Byzantine Empire မှာပါ။အဲအဲ့နားမှာမျိုးတွေများပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ Who are you ဆိုတော့ Blasmic သွားလို့ပါမယ်။ Blasmic ကတော့ Spawn နဲ့ Level မှာကလေးတော့ဒါ9ချောင်း6ချောင်းတော့ပါတယ်။ ပြီးသွားရင်သူက iron ink ောပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီကိုပြန်ရောင်းပြီးတော့အရင်ထောင်လေးရတယ်ပေါ့လေအဲ့တော့ကျွန်တော်တို့အဲ့ဒါကိုရှင်းပါဖြစ်ပါတယ်အဲ state တင်တာတော့ကျွန်တော် speed up ကို7လောက်နဲ့ပဲပြလိုက်ပါမယ်အရင်ပြင်းဖို့ကောင်းလို့ပါ gain တစ်ကိန်းလုံးမှာအပြင်းဖို့ကောင်းဆိုတာ8အပိုင်းမှာဘယ် stack ကိုဘလို့ရွေးပြီးရောဘလို့တင်နေရမလဲအဲ့အဲ့ဒါရွေးရအရင်ပြင်းဖို့ကောင်းပါတယ်ကျွန်တော်တို့အဲ real world ရဲ့ moin game ကျွန်တော် game play ကိုအရင်ပြပြပါမယ်ကျွန်တော် game play ကတော့ margin type ပါ margin type ဆိုတာတော့ကျွန်တော်တို့အဲအရင်စပြီးတော့ fan မယ်ပေါ့ ဈေးဆိုင်တွေအများကြီးထောင်းမယ်ဈေးဆိုင်တွေအများကြီးထောင်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 းပြီးအများကြီးထောင်းပြီးတော့2000 years later ထောင်းထောင်းထောင်းပြီးရအောင်ပါပဲကျွန်တော်တို့ချမ်းသာမယ်ချမ်းသာလာပြီးရင်အဲ့မှာချမ်းသာလာတဲ့ခါကျရင်ကျွန်တော်လက်နက်စုမယ်လူသွင်းရစုမယ်တနည်းအားမှာအခြေချမယ်ပြန်ကျွန်တော်တို့နိုင်ငံတနိုင်ငံဇာလောက်ပြင်ပြမယ်ပြီးတော့ရင်တစ်ကဘာလုံးဆက်တိမ်မယ်အဲ့လိုပုံစံမျိုးနဲ့တော့မှဖြစ်ပါတယ်။ကြည့်အခုချိန်မှာတော့ Sigma မှာ Boss the First ကတော့ STM Flash War ကို Byzantine Empire ကနေစတင်ပြီးတော့ကဘာကြီးကိုချိန်မုံမှုအတွက်ဝင်ရောက်လာပြီဖြစ်ပါတယ်။ကဘာကြီးကိုဖြတ်စည်းမယ်ဆိုတဲ့ agency နဲ့ပဲစစ်မတိုက်ဖက်နဲ့ Castle Novo ရဲဝင်ပြီးတော့ရှီးမြပစ္စည်းအကုန်ထောက်ရောင်းပစ်လိုက်ပါတယ်။မက်ကိုဖွင့်လိုက်တဲ့အခါမှာတော့အားလုံးမြင်တဲ့အတိုင်းပဲ ိုင်ဇန်တင်အင်ပါယာမှာမြို့တွေအရင်များပါတယ်။မြို့တွေအရင်များအတွက်အကောင်းတဲ့အချက်တစ်ခုကတော့ resource ဖန်ရတာ resource စုရတာအရင်လွယ်ကူပါတယ်။တသားဝယ်မယ်ဆိုရင်တသားကိုတစ်မျိုးနဲ့တစ်မျိုးကူးပြောင်းပြီးတော့ပါဝယ်လို့ရတယ်။ဒီတိုင်းကြောက်တုံးဝယ်မယ်ဆိုကြောက်တုံးအဲ့လိုမျိုးပစ္စည်းမျိုးမျိုးကိုတိုက်တဲ့နေရာမှာနီနီနန်းနာကိုပတ်ပြီးတော့ဝယ်လို့ရပဲဖြစ်ပါတယ်။အခုစိုင်ပထမဆုံးစိုင်ဆက်ဆောင်ပါမယ်။အင်အားကြီးတဲ့ empire ထဲမှာစိုင်ထောင်တာကောင်းပါတယ်။အလီကင်းမှာပြောပါ ပြင်းစမျိုးကြီးကြီးမှထောင်းပါဘာလို့လဲဆိုတော့စစ်ပွဲတွေကဖြစ်နေတဲ့အတွက်တမျိုးတန်းတစ်ပြောင်ကူးပြောင်းနိုင်ပါတယ်နှစ်နိုင်ငံတစ်နိုင်ငံအသိခံနိုင်နေဖြစ်တဲ့အတွက်များများတဲ့အင်အားကြီးတဲ့မျိုးတို့မျိုးမှာဆိုင်ထောက်ထားခြင်းဖြင့်ကိုယ့်ရဲ့အာဆိုင်ရဲ့အခြေဟိုချနိုင်ပါတယ်အခုလောလောဆယ်တော့ပေလာမွန်မှာထောင်မဲ့ဆိုင်အတွက်ကျွန်တော်ပစ္စည်းမတော်လို့ဘိုင်ဇန်တင်းအင်ပါယာနဲ့ French Empire တစ်လျှောက်ကိုပတ်ပြီးတော့ furniture ဆူထားတဲ့ footage ပဲဖြစ်ပါတယ်စစ်မှာအခုလိုမျိုးစူးစမ်းပန်းစားစူးစမ်းနေတဲ့အချိန်မှာသူများတွေကတော့စစ်တွေဖြစ်နေပါပြီ ကျွန်တော်ပစ္စည်းလိုက်စုနေတာကိုရနိုင်မယ်ဆိုရင်တော့နိုင်တော့ကြာသွားပါလိမ့်မယ်စပီဒ်လောက်ပြလိုက်ပါတယ်ပစ္စည်းလေးတွေရလာတော့ကျွန်တော်ဆက်ပြီးတော့ပေလာမုံသွားပြီးတော့ပစ္စည်းအကုန်ထည့်တယ်ပြီးတော့ဆိုင်အောင်ဆက်ထောင်လိုက်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်ဆိုင်မှာလိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးရသွားပါပြီကျွန်တော်တို့ဆိုင်မှာလိုအပ်တာက AC နှလုံးပြီးတော့ကောင်တာကျွန်တော်တို့ပစ္စည်းတင်မိုးဆင်လေးလုံး Kevin ဆိုတာကျွန်တော်ကုန်ကျန်းနေတင်မိုးနှလုံး Pro 3လောက်ဆိုတာနွားသုံးកောင်ကိုជួយဖို့ကျွန်တော်တို့ဇောင်း အစားဆုံးသုံးဆောင်လိုအပ်ပါတယ်။ပြီးရင် flash gain နဲ့မှာ ban sign နေထောင်းတာအပြင်ငွေရတိုင်းကနေဒီနောက်တနည်းလေးရှိပါတယ်။အဲ့ဒါကတော့ပတ်စံတစ်ထောင်ရင်းပြီးတော့တစ်ထောင်ရနိုင်မဲ့ arena ဆိုတာအခုတွက်ဆောင်မှဖြစ်ပါတယ်။ကိုဝဲရဲ့ map ကိုဖွင့်ကြည့်လိုက်ပါ။ city name banner လေးမှာအမြင်ပုံစံလေးပေါ်နေ arena ရှိပါတယ်။မြင်ပုံပြထားတဲ့မျိုးလေးတွေကိုဝင်လိုက်မယ်ဆိုရင် menu မှာ arena ဆိုတာရှိပါတယ်။ arena ရဲ့ဝင်သွားလိုက်ပါ။အဲ့ကြရင်ဘယ်လို arena လဲဆိုတာတို့ပြပေးပါလိမ့်မယ်။ ဒါကတော့မြင်းချင်းမြင်းစီချင်းထိုးတဲ့ arena ပဲဖြစ်ပါတယ်သူတို့ကမြင်းတစ်ကောင်းရဲ့လမ်းတစ်ချောင်းရဲ့ရှီတစ်ခုရဲ့ပေးပါတယ်ပြီးရင်လူ6ယောက်အချင်းချင်းထိုးကြရမှာပါတို့ပါရင်နောက်တစ် round ဆက်တက်ပါတယ်အချိန်မှာတော့ sigma ပတ်စံတစ်ထောင်ပေးပြီးတော့စီးပွားရေးဆက်လုပ်ပါပြီကလို sigma ရဲ့ missis ကအကောင်းမင်းတဲ့အတွက်ကြောင့်မလို့ပထမဆုံးထိုးထိုးခြင်းပါပဲလှန်နဲ့လွဲသွားပါတယ်ကျေးဇူးပါ ဖန်မောင်စစ်ကမမဘော့စ်သဖတ်ကသူ့ရဲ့မြင်းစီးတွန့်ကျင်မှုကြောင့်ပဲထပ်ပြီးတော့ဒုတိယလည်းလွဲသွားပြန်ပါတယ်ဒီခါတော့တကယ်ကြေးရပါပါဘီ ဒီနေ့ပဲကျွန်တော်သိလိုက်ရတာကတော့ကျွန်တော်သိတော့မယ်ဆိုတာပါပဲ။ဗီဒီယိုကြည့်နေတဲ့ brother နဲ့သူမတဖြည်းဖြည်းဝေးကောက်ခဲ့တဲ့လိုမျိုးကျွန်တော်ရဲ့သူရလည်းတဖြည်းဖြည်းယော့လာခဲ့ပါတယ်။ဘွယ်လည်းမှနားလိုက်သွားလိုက်ရတော့ brother သူမနဲ့သူသူချစ်တဲ့သူကိုရှင်ပေးတယ်ဆိုလို့ကျွန်တော်ဟာလည်းရန်သူနှစ်ယောက်ကိုရှင်ပေးလိုက်ရပါတယ်။ ကန်သူနှစ်ယောက်တယောက်ကိုအခြားခံရပြီးတော့မှာတော့တက်ကမမှာ boss the first ကပူမိုးရတခိုးလာတဲ့ရဲ့ကြီးမှာနေဆုံးသွားပါတယ်။ညောင်ရေရှက်စရာကြီးပါလို့ပတ်စံတောင်လေးပြသွားပြီ။တေးရော ကဲအားလုံးပဲဒီနေ့ကတော့ဆက်မဲ့ချင်းကိုရောက်ခဲ့လာပြီဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုသဘောကျရင် like click ပေးခဲ့ကြပါ channel လေးကို subscribe ပေးလုပ်ပေးခဲ့ကြပါခုမှစတင်တဲ့ဗီဒီယိုမို့လို့အမဘာကင်းနဲ့ခွင့်လွှတ်ပေးကြပါဗီဒီယိုရဲ့ကျွန်တော်အသေးကွဲတဲ့စာတွေပို့ပြီးတော့တင်သွားမှာဖြစ်ပါတယ်ကျွန်တော်ဘာလို့စေချင်လဲဆိုတာ comment မှာလေးရေးပေးခဲ့ကြပါအောင် episode 2မှာတွေ့ကြပါမယ်